Hola, buenos días. အဲဒီဗီဒီယိုကတော့ဒါတတိယဗီဒီယိုပေါ့နော်။ဒါမာယာရှေ့ရဗီဒီယိုနှစ်ခုကြည့်ပြီးတဲ့သူတွေကတော့သိပါတယ်ပေါ့နော်။အဲဒီဗီဒီယိုကဒီမာယာလူမျိုးတွေရဲ့ဒီယာတီခွင်တွေပေါ့နော်။ဘေးရင်ယာတီခွင်တွေအကြောင်းဟိုဟိုဘောဓုတာနေနဲ့ပြောပြရင်းနဲ့တခါတည်းဒီစပိန်စကားမှာရှိတဲ့ဒီအမှုကျင်းတွေဟို အကျဉ်းစရိုက်တွေကိုဖော်ပြတယ်ဒီနာမဥဒေသနာတွေကရိယာတွေเนาะနာမ်တွေအဲ့ဒါတွေကိုဟိုဒီမှာတခါတည်းဟိုပေါ့ဟိုသင်ခန်းစာလေးသဘောမျိုးပေါ့လေเนาะဒါပေမဲ့ဒီဗီဒီယိုတွေကဟိုစပိန်စကားသင်တဲ့သူမဟုတ်လဲစပိန်စကားမတတ်တဲ့သူလည်းကြည့်လို့ရတယ်เนาะဘာကြောင့်လဲဆိုတော့ဒီမှာကဗမာလူရှင်းပြရင်တော့ဟိုဟိုတည်သွားမှာပေါ့လေเนาะဟိုဒါလေးကစိတ်ဝင်စားစရာလည်းကောင်းလို့ပါเนาะအဲ့တော့ဒီဒီဗီဒီယိုတွေကိုကြည့်ဖို့ဆိုရင်ဒီဟို လာလာတွေပေါ့နော်ဒီ months of the year ပေါ့နော် the lost misses the lanyo ဆိုဒီမှာရေးထားတာဒါစပိန်လို့ဒီအဲနေ့တနေ့ရဲ့လာတွေပေါ့နော်အားလုံးသိတဲ့အတိုင်းဒါဆန်နလာပေါ့အဲ့ဆန်နလာကိုတော့ဒီဆန်နလာခေါ်လေးတွေကတော့ပြီးဖို့လိုတယ်ပေါ့နော်ဘာကြောင့်လဲဆို slide တွေထဲမှာအဲ့ခေါ်လေးတွေကပါနေလို့လေနော်အဲ့တော့ဒီမှာဆန်နလာပေါ့နော်ဘီနန်မိုင်းလေးလို့လည်းရေးပြီးတာတော့ဘာမှတော့အခက်အခဲမရှိတော့ပါဘူးပေါ့နော်အဲ့တော့ဒီက in နေတော့ January, Febrero, Marzo, Abril, Mayo, Junio, Julio, Agosto, September, October, November, December เนาะဆိုတာတွေကအာလာတွေပေါ့နော်အဲ့ဒီဘယ်ရက်ကနေဘယ်ရက်ဘယ်လရဲ့ဘယ်ရက်ကနေဘယ်လရဲ့ဘယ်ရက်အတွင်းပေါ့နော်သူရာသီဝင်လေးအဲ့လိုမျိုးတွေဟိုသတ်မှတ်ထားလို့ပါเนาะအဲ့တော့ဒီမှာပထမအဦးဆုံးတွေ့ရတဲ့ရာသီဝင်ကတော့ဂျာဂွာ သူကတော့ English ပြင်းနေတာဟ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 ာပေါ့နော်အဲ့တော့သူကဘာလဲဆိုရင်တော့ကျစ်တဲ့ပေါ့နော်အဲ့တော့ကျစ်တဲ့ရာသီကွင်းဒါက siete de marzo a 3 de abril အဲ့တော့ March လ9ရက်ကနေ April 3ရက်နေ့ကြာတဲ့မွေးတဲ့လူတွေကဒီရာသီကွင်းထဲမှာကြာရောက်တာပါအဲ့တော့သူတို့တွေကဘယ်လိုလူမျိုးလဲနော်အဲ့တော့ကျမဒီမှာဒီအဝါရောင်လေးတွေ highlight တာထားတာတွေကနာမဥဒေသနာပါနော်အစိမ်းရောင်လေးကတော့ကရိယာပါနော် ဒီဟိုလိုမျိုးတွေ့ရတယ်ပေါ့နော်ဟိုစိမ့်ပြိုင်အောင်လေးတွေဆိုတာနာမှာနော်အဲ့တော့ဒီမှာဟာဝါဆိုတာဘလို့ဘလို့ရာဒီဝင်လဲပေါ့နော်အဲ့တော့အဲ့ဒီကလူတွေကဆုံပက်ဆနာအပါစီယနာရာစ်အီဒီရိုက်တာစ်နော်အဲ့တော့သူတို့တွေကဟိုဒီရိုက်တာကတော့ဟိုအရန်ကိုဟိုသူကဟိုတို့တို့ဘလို့ခေါ်မလဲဟိုဒဲပေါ့နော်ဟိုတိတ်ပြီးကိုယ်ကောင်းနေတတ်တဲ့လူမျိုးတွေမဟုတ်ဘူးသူတို့ကတော့ ဒဲပြောတယ်ပေါ့လေနောက်ပြီးအပါစီယိုနာတာဆိုတော့တကယ်တော့သူကဟိုလိုမျိုးပေါ့ဟိုတခုဆိုရင်ဟိုခံစားချက်ကြီးမာတာပေါ့နော်ဥမာတယောက်ယောက်ကိုဟိုဆိုတော့တယောက်ကိုကြိုက်ပြီးဆိုတော့တအားကြိုက်တာပေါ့အဲ့လိုမျိုးတွေပေါ့ဟို passionate ဆိုတဲ့သဘောပေါ့နော်အဲ့လိုနောက်ပြီး seven lo que quieren y siempre lo consiguen တော့သူတို့ကအမြဲတမ်းသူတို့ဘာဖြစ်ချင်လဲဆိုတာကိုဟိုကောင်းကောင်းသိပြီးတော့ဟိုဖြစ်အောင်လဲသူကအမြဲလုပ်နိုင်နေပေါ့နော် တော့သူတို့တွေက son valientes y astristas နော်အဲ့တော့ဒီမှာ valientes ဆိုတကယ်တော့လည်းတတိကောင်းတာပါနော်သူတို့ကတတိကောင်းနေပြီအဲဒါပေမဲ့တစ်ဖက်မှာလည်းသူတို့က astristas ဆိုတာကတော့သူကအတနေတယ်ပေါ့နော်ဟိုပြောရင်တော့ပရပရဟိတာပေါ့နော်အဲ့လိုမျိုးများတယ်ဆိုအတ္တဟိုသိပြီးတော့အတ္တနေရပေါ့လေနော်အဲ့တော့ဆွန်ဒိုင်မက်နောက်တစ်မျိုးကလည်းဆွန်စေတူတော်ရက်စ်အီ de jóvenes que envían mucho de pareja သူတို့ငယ်ငယ်တော့တော့ဒါဟိုလူငယ်တွေလူငယ်ဘဝမှာတော့သူတို့အရန်ကိုဟိုဆွဲဆောင်မှုအားကြီးပြီးတော့ဟိုဟိုအမြဲတမ်းဟိုဘယ်လိုခေါ်မလဲရည်သားမျိုးမျိုးပြောင်းနေတယ်ပေါ့နော်အဲ့လိုမျိုးအဲပြီးရင်လည်းသူတို့က no se casan fácilmente နော်လွယ်လွယ်ကူကူနဲ့လည်းအိမ်အောင်မပြူဘူးပေါ့လေနော်အဲ TNN un espíritu no mata နော် ဲ့တော့ဒါကဘာလို့ဆိုလိုတာလဲဆိုရင်သူ SP2 ဆိုတော့သူကတော့ spirit ကိုပြောတာပေါ့နော်အဲ့တော့ no matter ဆိုတာသူကဘာလဲဆိုရင်အာတဏီယာယာမှာသူကအကြာကြီးမနေတဲ့သူကိုပြောတာပေါ့နော်တဏီယာမှာအကြာကြီးမနေတဲ့သူအဲ့တော့သူကဆိုလိုချင်တာဘယ်ဟာမှဟိုအကြာကြီးဘယ်နေရာမှာမှအကြာကြီးဟိုမနေခြင်းနဲ့ညင်လေးရှိတယ်ပေါ့လို့ပြောချင်တာအဲ့ necesitan sentir pasión en su vida profesional y si se aburren cambian de trabajo သူတို့အနေနဲ့ဟာဒီသူသူတို့ရဲ့ဒီဟိုအလုပ်ကိုင်းနဲ့ပတ်သက်တဲ့ဒီဟိုဟိုအလုပ်ကိုင်းလောက်ရတဲ့လုပ်ငန်းခွင်မှာသူတို့တွေအမြင်နဲ့ဟိုဟိုပေါ့တခုခုဟိုစိတ်ဟာစိတ်ဝင်စားနေရမျိုးတခုခုဟိုဟိုပေါ့ဟို passionate ဖြစ်နေရမျိုးလို့မျိုးပေါ့ သူတို့အတွက်လိုတယ်မဟုတ်လို့ရှိရင်သူတို့အဲ့လုပ်ငန်းကြီးကသူတို့အတွက်ဘာမှစိတ်ဝင်စားစရာလည်းမရှိတော့ဘူးဆိုရင်သူတို့ကအပြောင်းရောလောက်ကနော်အဲ့တော့အလုပ်ပြအဲ့ဒါကိုပြောတာပေါ့နော်အဲ့တော့ဒါကဒီဟာဘွားဆိုတဲ့ရာသီခွင်ပေါ့နော်အဲ့နောက်တစ်ခုကဆိုရနော်ဆိုရဆိုတာကတော့မြေခွေးပေါ့လေနော်အဲ့ဒီဟိုခွန်စာကွန်ပိတ်နဲ့ရေးတာရတာမာယာလူမျိုးတွေရဲ့အခေါ်ပေါ့လေပါနော်အဲ့တော့ဒီရာသီခွင်က 4 de abril, ¿no? April la ya ga ni uno de mayo, ¿no? Mila de ya ni cha muere tu ya zorro va, ¿no? Ahora tu lo ya lo mío le, ¿no? En nacido para amar, ¿no? Tu lo che po muy po a la ya de por ahí, ¿no? Va o le, ¿no? Ahora muchas veces se olvidan de sus propias necesidades y deseos para ayudar a los demás. Solo llenaga ¿no? သူကသူများကိုဟိုပါရမီဖြည့်ဖို့ပဲခေါ်မလားဗမာလို့အသုံးလုံးဆိုဒီမှာအာယူဒာအာယူဒာဒီအစိမ်းလေးနဲ့ပြထားတာဒီကရိယာပေါ့နော်အာယူဒာအာလော့စ်ဒီမတ်လော့စ်ဒီမတ်ဆိုတော့ဟို the others ပေါ့သူများကိုကူညီဖို့အတွက်ကိုသူတို့မှာပြောရရင်ဟိုသူတို့ရဲ့ဒီဟိုသူတို့ကိုပိုင်လိုအပ်ချက်တွေသူတို့ရဲ့စာနာတွေတောင်သူတို့ကမေ့သွားတာသူများကူညီဖို့လို့ကိုဟိုပြောရရင်ဟိုဟိုကို ကိုကိုကိုဦးစားမပေးဘူးနော်သူများကိုဦးစားပေးတော့သူများကိုအကူအညီချင်တာပေါ့နော်အဲ့လိုမျိုးပေါ့ CN10 and dolor de los demás como propio နော်သူများတွေရဲ့ဒီဟိုဒုက္ခဒုက္ခဆင်းရဲကိုလည်းသူသူ့ဒုက္ခလို့ပဲသူကလိုက်ပြီးခံစားရတယ်နော် su modo de vida es sencillo သူသူ့ဘဝရဲ့ဒါဟိုဘယ်လိုခေါ်မလဲအဲ style ကတော့ဒါရှင်းတယ်ပေါ့နော် sencillo ဆိုရှင်းတယ် sin grande ambición သူတို့မှာအရင်ကြီးကြီးမားမား Y uh, son muy buenos para trabajar en equipo pero ya pero ni a o cuál es el de lo bueno, van a ni a más ganas por no a cuál es lo lo van a a el grupo por grupo tienen muchas calidades para ser abogados, jardineros o médicos. Pero tú ya ves lo que hay más o tú ya ဲ့တင့်တော်လဲပေါ့နော်သူတို့ကဒီရှင်းနေเนาะအဘိုကာဒိုရှင်းနေเนาะဟာဒီနေရိုဒီဟိုဥယျာဉ်ဆိုင်ပြိုးတဲ့သူတွေเนาะမေဒီကိုเนาะဆရာဝန်လုပ်ငန်းတွေမှာသူတို့ကအဲအဆင်ပြေတယ်ပေါ့နော်သူတို့တွေဟိုသူတို့မှာအရေးချင်းတွေရှိတယ်ပေါ့နိအဲအဲ့အလုပ်တွေလုပ်ဖို့တော့โอเคသူတို့အရေးချင်းနဲ့ kait တယ်ပေါ့အဲ့တော့အာနောက်ပြီးဆက်ပြန်တယ်ဆက်ပြန်တယ်ရတော့ဒီမှာအပုံလေးကြည့်ရင်တော့ဟာမှန်းကြည့်လို့ရသူက snake เนาะ တော့ဒါမွေပေါ့မွေရာသီကွင်ပေါ့အဲ့ဒါက dol de mayo နဲ့ bendi nueve de mayo နဲ့ melania ကနေအဲမေလာဒီ29ရက်ပေါ့နော်သူကဒီမေသူပြောရင်မေတလာလုံးနီးနီးပေါ့အဲမေလာမှာမွေးရသူတွေပေါ့နော်နော်အဲ့ဒီမှာသူတို့တွေရဲ့အကျင်ဇေယိုက်ကဘယ်လိုလဲဆိုတော့ Aman el lujo el confort y el refinamiento အ အဲ့တော့ the loop hole ဆိုတာကဒီဟိုကျွန်မဒီစိမ့်ပြိုင်အောင်လေးတွေကနောင်းနေပါနော်နောင်းနေပြီးနန်းနေကိုဖိုင်လိုက်လောက်ထားတာပါ Arman and loop hole သူတို့တွေက luxury ကြိုက်တယ်နော် luxury ကို luxury ဆိုတော့ဟိုပြောရင်စိမ့်ခံပစ္စည်းတွေကြိုက်တယ်နော် comfort comfort ဆိုရင်ဒါဟို AC နေရတာကြိုက်တယ်နော်ဟိုနောက်ဟို refinamiento နော်အဲ့တော့သူကပါလို့တန်တန်ပြပြတာတာနာနာနော်နောက်ဟိုတန်တန်ပြပြတာတာနာနာနောက်ပြီးဟို ခံခံနာနာပေါ့နော်ပြောရဲဟိုစိန်ခံပစ္စည်းတွေနဲ့အဲ့လို luxury အဲ့လိုမျိုးပေါ့မ brand တို့ပါတော့အဲ့လိုမျိုးတွေကြိုက်တယ်ပေါ့နော်ဆုံး elegant အာပေါ်နာတူလာလေးစာတော့သူတို့ကသူရဲ့မွေးမွေးကလေးကသူတို့ကတော့တော်တော်များများတော့ဟိုဟိုဖြစ်တယ်ပေါ့နော် elegant တဲ့ဆိုတာလူတွေကခံခံရတယ်ဤ swollen တဲ့ un buen nivel economico သူတို့တော့လဲတာအဲငွေကြေးပိုင်းလဲသူတို့ကဟိုတော်တော်များများ ဟိုအဆင်ပြေကြရတယ်ပေါ့နိနော် TNN Palma de Ambicio ဆိုအဲသူတို့ကတော့အဲသူတို့လည်းအဲ့လိုပေါ့ဟိုနာရီမန်းချက်ကြီးတယ်လို့တော့နာမည်ကြီးတယ်ပေါ့နိ Onke son competidores leales es mejor no entrar ponerse en su camino နော်အဲ့တော့သူတို့တွေကဟို ်မြတ်မြတ်တာတာရှင်းပြရင်ရင်းတဲ့သူတွေပေါ့နော်ဆိုလိုချင်တာပြိုင်တော့သူများနဲ့တော့အပြိုင်ဆိုင်တော့လုပ်ချင်တယ်ဒါပေမဲ့အပြိုင်ဆိုင်လုပ်ပြီးမှလည်းသူတို့ကတော့ဟိုပေါ့မြတ်မြတ်တာတာပဲဟိုဟိုပြိုင်တာပါနော်ဟိုပြိုင်ပြိုင်တာပါဒါဒါပေမဲ့သူတို့ဟိုဘလို့ခေါ်မလဲသူရဲ့ဒီလမ်းကြောင်းမှာလာပြီးတော့ဟိုဘောဂျောင်းဝင်နှောက်ရတာမျိုးတော့မလောက်တာပိုကောင်းတယ်ဘောဆိုလိုတာကသူဟိုဟိုဖြောင်းဖြောင်းပြပြသူကသူဟိုအဲ ဟိုအပြိုင်ဆိုင်ရှိကောင်းရှိမယ်ဒါဒါပေမဲ့သူ့ကိုသွားပြီးတော့ဟိုဟိုဘယ်လိုခေါ်မလဲအဲဟိုသွားပြီးထိတ်ပုတ်ထိတ်ပုတ်ကောင်းရိုက်လို့လို့တော့မရဘူးအဲ့လိုသဘောမျိုးသူ့သူ့ကိုသွားပြီးတော့နောက်ဆက်လို့တော့မရဘူးအဲ့လိုဟိုအဲ့ဒါသူကသူကနည်းနည်းပြန်ပြီးတော့လှုပ်တတ်တဲ့ညင်ရှိတော့ညင်ရှိပုံရတယ်ဘောနော်အဲ့လိုတော့ para ellos lo importante no es la profesión အဲ့တော့သူတို့အတွက်က အလောက်ကိုင်အလောက်ကြီးရင်းကြီးတာမဟုတ်ဘူးနော်စီနိုဒက်စတာကန်အင်ယာနော်အဓိကဘာလဲဆိုသူသူဟိုဘယ်လိုခေါ်မလဲဟမ်အဲဘာဘာအဲဒီဒီအလောက်ကိုင်မှာတော့သူကတော့ဟိုဟိုအရေးဟိုဟိုအရေးကြီးမှန်းတော့တည်တယ်ဒါပေမဲ့သူတို့အတွက်ကတော့ဟို လုတ်ကင်ကအဓိကတော့မဟုတ်ဘူးဒါပေမဲ့အလုတ်ကင်ရောဟိုတမို့မှတ်ထားတာမဟုတ်ဘူးဟိုအလုတ်ကင်ကိုဟိုလေးမှတ်ထားတာမဟုတ်လေးထားတယ်အဲ့လိုမျိုးပေါ့နော်ပေါ်စု capacidad de observación tienen talento para las letras နော်အဲ့တော့သူတို့ရဲ့ဒီ observation လုပ်နိုင်တဲ့အဲဒီစွမ်းရည်အနေနဲ့ပေါ့နော်သူတို့ဒီလေ့လာလေ့လာနိုင်မှုအကောင်းတဲ့အတွက်သူတို့တွေကဒီစပီး စာပေလေ့လာတဲ့နယ်ပယ်မှာသူတို့ကအမြဲတမ်းဟိုပေါ့နော် talent တို့ဆိုတာဒီအဲ talent ရှိရပေါ့ talent ရှိရဘယ်လိုခေါ်မလဲအဲရည်ချင်းရှိရပေါ့နော်စာပေလေ့လာတဲ့နေရာမှာသူတို့ကအောင်မြင်နိုင်တယ်ပေါ့နော်အဲ့ဒီတော့မပြောတာပါဟုတ်ပြီနောက်နောက်တစ်ခုကနော်ဟုတ်ပြီနောက်နောက်ထပ်ဒီယာဒီခွင်ကတော့ဒီအာအာဒီယာနော်အာဒီယာဆိုတဲ့ယာဒီခွင်ပေါ့နော်အာဒီယာက အဲဒီရာသီဆန်ကဒီ30တန်းတမယောနော်အဲမေလာ30ကနေဘိန်ဒီစိတ်တဲ့ဟိုနီရောအဲဂျော26ထိပါဝင်နေပေါ့နော်အဲ့ဒီမှာမွေးတဲ့လူတွေကအာဒီယာဆိုတဲ့အဲရာသီခွင်ရာအာဒီယာဆိုတကယ်တော့ပါလဲဆိုရှင်နော်ရှင်โอเคရှင်ရာဒီခွင့်ပေါ့เนาะအဲ့ဆွန်လော့စ်မတ်ပါလန်ချီနက်ပါလန်ချီနက်ဆိုတဲ့ကတော့ Za pio le, le ponen algo, el di, el di ya di cuál, algo le más, di ma ya ya di cuál algo le más, zca mi asombro, no, no saben guardar un secreto, pero pero ah, o, me llevo a che, para me llevo a che más duro me tayn, algo, son sociables y excelentes para las relaciones públicas, ro. လူဟိုလူတွေနဲ့ပြောဆိုဆက်သွယ်တဲ့နေရာမှာတော့သူတို့ကတော့တော်ဆုံးပဲเนาะပြီးရင်သူတို့ကဟိုဟိုလူဝင်လဲဆန်နေ social လဲကြားတယ်เนาะနောက်ဆုံး persona activas အဲဤပပစနာအတီဗာဆိုတကယ်အတစ်ဖြစ်တဲ့လူတွေပေါ့နော်တော်လက်တယ်နော်ဤပွေရန်အဆဲဘာရီယပ်စ်ကိုဆာစာမစ်မိုတီယမ်ပေါ့အဲ့တော့တစ်ချိန်ထဲမှာပဲအလုပ်လေးငါးခုလောက်ပြိုင်ပြိုင်တပြိုင်နဲ့လုံနိုင်တဲ့လူမျိုးတွေနော် cambian muy rápido de opinión အဲ့တော့သူရဲ့အမြင်ကလည်းခဏခဏပြောင်းပြောင်းတာမြန်တယ်ပေါ့နော်စိတ်ပြောင်းလဲမြန်တယ်လို့ပြောတာပေါ့နော်ဥမာလူတစ်ယောက်ကိုအဲသူကအဲကောင်းတယ်ပေါ့နော်ကောင်းတယ်လို့မြင်ထားရင်တော့အဲတိတ်မကြအောင်မကောင်းဖြစ်သွားအဲ့လိုအဲ့လိုမျိုးပေါ့နော်အဲ son excelente bandidores သူတို့တွေကအဲဈေးရောင်းတာမှာတော်ဆုံးပဲအဲဟိုရောင်းပေါ့နော်ဟိုလောက်ကိုင်းနေပြောရင်အရောင်းဝန်ထမ်းတွေပဲသူတို့ကတော်တယ်ဈေးရောင်းတာတော်တယ်အဲ့ triunfan and el mundo de espectáculo ပြီးတော့လဲသူတို့ဟာဟို espectáculo ဆိုတာတကယ်တော့လဲဟိုပေါ့ဒီဟိုဘယ်လိုခေါ်မလဲပရိသတ်တွေအများကြီးနဲ့အလုံးလောက်ရတဲ့အလုံးအလုံးမျိုးတွေပေါ့ဥမာမင်းသားမင်းသမီးပဲဖြစ်ဖြစ်ဟိုအစိုးရပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေမှလည်းသူတို့ကအောင်မြင်တယ်အဲ့လိုမျိုးဟိုပရိသတ်တွေအကြိုက်ဟိုပရိသတ်တွေပြောရရင်သူတို့ဆိုကြိုက်တယ်ပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါဒီရာသီဝင်မှာအဲ့နောက် တော့တူကကျမစိတ်ဝင်တာနောက်ဆုံးထင်တယ်ပေါ့နော်ဟုတ်တယ်တော့တူကတော့နောက်ဆုံးသူကပါလဲဆိုရင်လိတ်ပေါ့နော်လိတ်ရသည်ပေါ့အဲ့ဒါကအဲဗင်ဒီစီယတေဒဟူနီယိုအာဗင်ဒီစင်ကိုရဟူလီယိုအဲ့တော့ဂျွန်29ရက်နေ့ဇူလိုင်25ကြာမှာမွေးတဲ့သူတွေကလိတ်ရသည်ပေါ့မှာဟုတ်ပြီအဲ့တော့သူတို့ရဘယ်လိုမျိုးလိတ်ဆိုတော့နော်ဆွန်အိုကာရီညိုစ်အီပါစီဖီကိုအဲ့တော့ โอกาเรญูซโอกาเรญูซาดิกตมานาวตุกูชิโอกาဆိုတဲ့နောင်ပေါ့နော်โอกาဆိုတာဒီကတော့အိမ်ပေါ့โอกาเรญูဆိုပြောအိမ်ကြိုက်တယ်အိမ်ချစ်တယ်နော်အိမ်မာနေရတာကြိုက်တယ်လို့ပြောတယ်နောက်ပါစိဖီကိုတို့ကတော့မြင်တယ်ဟိုပေါ့နော်အဲရင်ကြရင်ချမ်းတယ်ပေါ့ပြောရရင်တော့ဘယ်သူနဲ့မှလည်းရမဖြစ်ဘူးအဲ့လိုမျိုးပေါ့နော် every then lost riesgos နော်သူတို့တွေက risk တွေကိုရှောင်တယ်နော်ဟို စွန့်စားတာသိကြိုက်ဘူးပေါ့နော်ပြောရရင်ဒီရသေးတယ် no confidence and low resultados fast ပြီးတော့လဲဟိုလွယ်လွယ်ကူကူရလာတယ်ရလက်တယ်ဆိုရင်လည်းသူကယုံကြည်မရှိဘူးနော်အဲ့တော့ disfruten más las cosas cuando han luchado para conseguirlas အဲ့တော့ဟိုဒီသူတို့တွေကသူတို့လိုချင်တဲ့အရာကိုရပြီးတဲ့အခါမှာရပြီးတဲ့အခါကျရင်ကြာမှာပို့ပြီးတော့ဟိုပေါ့ဟိုပြပြ ဟိုစိတ်စိတ်တုံတုံချနိုင်တယ်ပေါ့အဲ့လိုမျိုးသူတို့လိုချင်တာတွေမရမချင်းရတော့သူတို့စိတ်ကဟိုဟိုဘယ်လိုခေါ်မလဲတိတ်ပြီးတော့မပြောနိုင်ဘူးပေါ့နော်အဲ့လို son conservadores အဲ့တော့ conservador ပေါ့နော်သူရဲ့ adjective က conservador အဲ့တော့သူကအများကြီးနေဆို conservadores လို့ရေးထားတာသူတို့က conservative ပေါ့နော်ပြောရရင်အဲဟိုဟိုဘယ်လိုခေါ်မလဲအဲ conservative ဆိုတော့ဟိုအဲထိန်းသိမ်းသိမ်းသိမ်းနေတဲ့လူမျိုးပေါ့နော်။နော်ဟိုရှေးရိုးအစင်လာကိုထိန်းသိမ်းတတ်တဲ့လူမျိုးတွေပေါ့နော်။အစင်လာထိန်းသိမ်းတတ်တဲ့လူတွေပေါ့။ Korean and la Buana education e and la ethic အဲ့တော့သူတို့တွေကဒီပညာရေးဟိုကောင်းမွန်တဲ့ဒီ quality education ထားပါတော့အဲ့လိုကောင်းမွန်တဲ့ပညာရေးတွေအပေါ်မှာလည်းသူတို့ကဟိုယုံကြည်တယ်ဆိုလိုချင်တာပညာရေးကောင်းမှဟိုပေါ့ ဟိုတိုးတက်မယ်ဒီလိုမျိုးသူတို့ယုံကြည်ရဲ့နောက်ပြီးအလားအေတီကအေတီကဒီအကျင့်စာရိတ္တမှာလည်းသူတို့ကဒီအကျင့်စာရိတ္တကောင်းမှာနော်ပညာရေးရောအကျင့်စာရိတ္တရောကောင်းမှာဒီလူတယောက်ကဟိုအောင်မြင်မယ်ဒီလိုမျိုးတွေသူတို့ကဒါယုံကြည်ရဲ့ပေါ့နော်အီဆွန်နိုဘလက်ပေါ်နာတူရာလေးစာပြီးရင်လည်းသူတို့ကဟိုဒီမွေးရပါအနေနဲ့တော့ဒါလူကောင်းနေပေါ့နော်လူကောင်းနေပေါ့နော်အဲလူဆိုးမဟုတ်ပေါ့နော် destacan en las carreteras humanísticas y en las que uh, les permiten ayudar a los demás ¿no? Ahora, သူတို့လည်းအဲ့တော့ဘလို့လုံမျိုးတွေမှာအောင်မြင်တယ်လေဆိုတော့ဒီလူလူသားချင်းကူညီတဲ့အလုပ်မျိုးတွေပေါ့နော်ဥပမာအဲဒီ medical နော်ဆရာဝန်နော် infirmero သူနာပြုနာ professor ဆရာဆရာမပေါ့အဲ့လိုလုပ်ငန်းတွေမှာသူတို့က အောင်မြင်တာများတယ်နော်သူတို့သူတို့နေချပေါ့နော်သူတို့ရဲ့တဘာဝနဲ့လည်းကိုင်းကြီးပေါ့အဲ့တော့ superciencia ဤ perseverancia las asegurar el éxito en cualquier profesión ဘယ်လိုမှလည်းသူတို့ကဘယ်ဘယ်အလုပ်ပဲလုပ်လို့ပါသူတို့ကသူတို့ရဲ့ကောင်းကွက်ကတော့ဗာလဲဆိုရင်သူတို့စိတ်ရှိတယ်ပြီးရင်စွဲရှိတယ်နော်အဲ့ဒါကြောင့်မလို့သူတို့အောင်မြင်မှုကိုဟိုဘယ်လုပ်ငန်းမှာမတူသူတို့ရနိုင်တယ်ပေါ့နော် တော့ဒီမှာအောင်မြင်မှုဆိုတာအဲအေးဟီတော့နော်သူက success ပေါ့နော်ဟုတ်ပါပြီအဲ့တော့ဒီဗီဒီယိုလေးကြီးကြည့်ရင်းနဲ့လဲဟိုအဲဝါခါရီအများကြီးအဲဟိုပေါ့နော်လေးလာပြင်မယ်လို့ထင်ပါတယ်ပြီးရင်လဲဒီဗီဒီယိုလေးတွေဟိုကြည့်ရင်းနဲ့လဲဟိုအပျော်ဟိုပျော်ရွှင်လိမ့်မယ်လို့ဟိုစိတ်ဝင်စားစရာကောင်းစိတ်ဝင်စားမယ်လို့လည်းယုံကြည်ပါတယ်နော်โอเค